ီတက်မကြအောင်ဘလို့နေမလဲ voice of an introvert ရဲ့ပြိသက်တွေထဲမှာစိတ်တက်ကြွလွယ်သူလေးတွေရှိရင်ဒါလေးတွေကိုမဖြစ်မနေနားထောင်စီခြင်းပါတယ်ရှင်ဒီကာလမှာလူတိုင်းအတွက်လွယ်ကူသောကိစ္စတစ်ခုကတော့ စိတ်တက်ကြွလွယ်စိတ်တော့ကရောက်လွယ်ကြတဲ့ကိစ္စပါပဲနိုင်ငံကြီးကလည်းမပြေလဲမိသားစုကလည်းမအေးချမ်း အလုပ်တွေကလည်းအဆင်ပြေလိုက်မပြေလိုက် ငွေကြေးတွေကလည်းမနေ့ထင်းကြောင်းရနေလိုက်နဲ့စိတ်သက်သိကြလွယ်တဲ့ကာလလို့ဆိုနိုင်ပါတယ်ရှင်စိတ်သက်ကြတာဟာစိတ်ဖိစီးမှုတည်တည်လေးတွေကနေလည်းအစပြိုးတတ်ပါတယ်ဥပမာအိယာထားနောက်ကြလို့မနှက်စာမစားလိုက်ရတာအလုံးနောက်ကြမှာစိုးရိမ်တာဗိုက်စာစားနဲ့အလုတ်သွားနေရတာခလေးတွေဆိုကြောင်းနောက်ကြတော့မှာစိုးရိမ်တာကြောင်းကမမီတော့မှာစိုးရိမ်တာ အင်းစာမပြီးသေးတာစတဲ့ကိစ္စတည်တည်လေးတွေကနေစိတ်တက်ကြခြင်းရဲ့လမ်းစာတွေဖြစ်ပါတယ်စိတ်တက်ကြတာစိတ်တန်ရာကုသတဲ့နေရာမှာကိုယ်တိုင်စူးစမ်းဖို့လိုတယ်လို့ကိုယ်ပတ်ဝန်းကျင်ကလည်းအရေးကြီးပါတယ် ကိုပတ်ဝန်းကျင်က မကောင်းသောအမှောင်စိတ်များကိုတည်ပိုးထားတဲ့ပတ်ဝန်းကျင်မှာရှိနေရင်တော့အနေရကနေရွှေ့ပြောင်းတာပဲဖြစ်ဖြစ်အပတ်ဝန်းကျင်နဲ့မထိတွေ့တာပဲဖြစ်ဖြစ်လှုံ့ဆော်ရပါမယ်။ကိုအေးချင်းတွေကိုလှုပ်ရည်ကံရည်တွေမြင့်လာရင် ကိုကိုကိုယုံကြည်မှုတိုးလာပြီးတော့အဆင်ပြေတာတွေပုံများလာပါတယ်။ ဒါကြောင့်အားလုံးကိုပြောချင်တာကစိတ်တက်မကြခြင်းရင်အရေးချင်းတွေမြင့်တက်လာအောင်အမြဲတမ်းစူးစမ်းလေ့လာနေဖို့လိုအပ်ပါတယ်။နောက်တစ်ခုအနည်းငယ်ကတော့စိတ်ပိုင်းဆိုင်ရာပဲဖြစ်ပါတယ်။ဘလို့စိတ်ပိုင်းဆိုင်ရာလဲဆိုတော့နှောင့်ကြိုးမပါပဲဘာမှပြင်ပြီးမမျှော်လင့်တဲ့စေတနာနဲ့အများအကျိုးကိုဆောင်ရွက်နိုင်ရင် အဲ့ဒါကိုလွတ်လပ်တဲ့မြစ်တာလို့ခေါ်ပါတယ်။လွတ်လပ်တဲ့မြစ်တာဟာအင်မတန်ကောင်းတဲ့ဆေးဖြစ်ပါတယ်။ဂယုနာဟာလည်းစိတ်ရဲ့မြင့်မြတ်တဲ့အည်သွေးတစ်မျိုးဖြစ်လို့တကယ်စစ်မှန်တဲ့ဂယုနာထားနိုင်ရင်စိတ်ရဲ့ကျမ်းမာရေးအတွက်အထောက်အကူဖြစ်ပါတယ်။အဓိကကတော့ကိုယ်ကြောင့်အခြားသူများဒုက္ခမရောက်ရအောင်တတိနဲ့ဉာဏ်နဲ့ ထိမ့်သိမ့်လိုက်မယ်ဆိုရင်အဲ့ဒီစိတ်စေတနာမြင့်မြတ်မှုကြောင့်ကိုယ်မှာစိတ်အေးချမ်းရတယ်။အခြားသူတွေအဆင်ပြေနေတာ၊ကြီးပွားချမ်းသာနေတာ၊ပျော်ပျော်ရွှင်ရွှင်နေကြတာတွေကိုမြင်ရကြားရရင်မနာလိုဝင်တိုစိတ်မဖြစ်ဘူး။ညူစုဆောင်မြောင်မပြောဘူး။ဒါတွေအလုံးရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ဝမ်းသာအားရစိတ်နဲ့ဖြစ်တဲ့မုဒိတာစိတ်ဖြစ်ခြင်းဟာလေစိတ်ကျမ်းမာရေးအတွက်အင်မတန်မှကောင်းတဲ့စီးတစ်မျိုးပါပဲ။ကိုတက်နိုင်သလောက်ကိုအတွက်ရော အများအတွက်ပါအဆင်ပြေအောင်ကြိုးစားပြီးကိုမတက် ်နိုင်တဲ့အဆင်မပြေမှုတွေတွေ့ကြုံရတဲ့အခါစိတ်မညစ်စိတ်တက်မကြပဲဥပ္ပခါစိတ်နဲ့နေနိုင်ရင်လေအဲ့ဒီဥပ္ပခါစိတ်ကစိတ်အတွက်အာဇီတမျိုးပဲ ဖြစ်နေပြန်ပါတယ်မေတ္တာဂယုဏာမုရိတာဥပ္ပခါနဲ့တတိပဌံတရားတွေကိုဘဝတည်းရောက်လာအောင်လုပ်နိုင်ရင်ကျင့်သုံးနိုင်ရင်စိတ်တက်ကြခြင်းတွေ မဖြစ်နိုင်ပါဘူးကဲစိတ်တက်ကြအောင်မနေပါနဲ့ ကောင်းစွာအိဆက်ပါ ကောင်းစွာနိုးထပါကောင်းစွာရှင်သန်ပါကိုယ်အတွက်ဖြစ်သောပဝင်းကျင်မှနေထိုင်ပါအားလုံးပဲตายရတဲ့နေ့လေးကိုပိုင်ဆိုင်နိုင်ပြီးပျော်ရွှင်ကြပါစေလို့မင်းမင်းသုံးကနေပြီးတော့ဆုတောင်းပေးလိုက်ရပါတယ်ရှင်